ပါတယ်။ဒီနေ့ကတော့အော်တိုဘာ၄ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အော်တိုဘာ၄ရက်နေ့အတွက်သတင်းတိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမယ်။ဒီပေါ်မြို့မှာရှိနေတဲ့ပလောင်လက်နက်ကန်တဘောင်တရန်အလေးစုဖွဲ့နေရာကိုတမတော်ကဒုတိယအကြိမ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒါကတော့ဒီနေ့အော်တိုဘာ၄ရက်နေ့မနက်9:49ခန်းမှာပဲဒီပေါ်မြို့မှာရှိနေတဲ့ပလောင်လက်နက်ကန်တဘောင်တရန်အလေးနဲ့အပေါင်းပါတွေစုဖွဲ့နေရာကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့လေကြောင်းတိုက်ခိုက်မှုအတွင်ပလောင်လက်နက်ကန်တဘောင် DNL နဲ့အပေါင်းပါတွေဘလောက်ထိ ထိခိုက်သေးဆုံးမှုရှိခဲ့တယ်လဲဆိုတာနဲ့ဖြစ်စဉ်တစ်ခုလုံးကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။အော်တိုဘာ၂ရက်နေ့ညဒီဆန်ဖိတ်မှာရှိတဲ့ကုမှုဒရာဟိုတယ်ဒီရောင်းတိုက်ခိုက်မှုအတွင်းမှာတော့ပလောင်လက်နက်ကင်တပုံအကြီးပိုင်းတွေနဲ့ဒီပလောင်အကြမ်းဖက်သမားတွေထိခိုက်သေးဆုံးမှုများခဲ့တယ်လို့သိရပါတယ်။မနေ့ကညနေပိုင်းအထိရရှိတဲ့သတင်းအရတော့ပလောင်လက်နက်ကင်တပုံတရားနဲ့အဲ့ဒီအကြီးပိုင်း၄ရောင်းနဲ့ ဘလောင်အကြမ်းဖက်တမ20စုစုပေါင်း24ရောက်တိကျတည်ဆုံးမှုရှိခဲ့တယ်ဆိုပေမဲ့အော်တိုဘတ်4ရက်နေ့မနက်ပိုင်းထိရရှိတဲ့သတင်းအရတော့ကွမ်မိုဒရာဟိုတယ်လေတောင်တိုက်ခိုက်မှုအတွင်းဘလောင်လက်နက်ကင်တပေါင်း DNL ရဲ့တိကျတည်ဆုံးမှုက30ကျော်သွားပြီလို့သိရပါတယ်။ဒါကတော့ဘလောင်လက်နက်ကင်တပေါင်း DNL အနေနဲ့ကြောင်မဲမြို့ကနေဆစ်ရှုံပြီးဆုတ်ခွာပြေးတဲ့နောက်ဒီဘောကနေရာအများအပြားမှာခန်းစစ်တွေပြင်ဆင်ထားတာဖြစ်တဲ့အတွက်တမတော်ကတော့ဆက်လက်ပြီးလေကြောင်တိုက်ခိုက်မှုပြုလုပ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဘောမြို့မှာရှိနေတဲ့ဒေသခံရှမ်းလူမျိုးတွေအနေနဲ့ မလောင်လနဲ့ကန်တဲ့ပေါ် DNL စုဖွဲ့နေတဲ့နေရာတွေနဲ့ခက်ခင်းခင်းမှနေထိုင်ကြဖို့လည်းမြစ်တာရက်ခံစကားပါလိုပါတယ်။နောက်ထပ်တစ်ချက်ကတော့ကြောင်မဲမျိုးကိုတက်မတော်ကထင်းချုပ်ပေးရင်ဒီဘောမျိုးဆိုတာကမဖြစ်မနေထင်းချုပ်မဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်တော်စုလမ်းပေါ်မှာရှိနေတဲ့ရွာတွေအနေနဲ့ဆစ်ဆောင်သွားဖို့လည်းလိုအပ်နေပြီဖြစ်တဲ့ဒါအပြင်ဒီဘောမျိုးမှာရှိနေတဲ့ဒေသခံရှမ်းလူမျိုးတွေဆစ်ဆောင်သွားမယ်ဆိုရင်ကိုယ့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေနဲ့အရေးကြီးစာရွက်စာတမ်းတွေကိုတော့တပါးရဲ့ယူဆောင်သွားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လနဲ့ကန်တဲ့ပေါ် DNL ကမျိုးကိုထင်းချုပ်ပြီးတော့ ဒေသခံတိုင်းရင်းသားတွေဆစ်ဆောင်သွားပြီဆိုရင်မြို့တွေအိမ်တွေတဲကတအိမ်ချင်းဝင်တအိမ်ချင်းထွက်ပြီးတော့တမိုးရှိတဲ့ပစ္စည်းတမိုးမရှိတဲ့ပစ္စည်းကအစားဥက္ကဋ္ဌကငါစပြီးတော့ခိုးယူနေတဲ့အဖွဲဖြစ်ပါတယ်။ဒါကပြီးခဲ့တဲ့နောင်ချိုတိုက်ပွဲနောင်ချိုဖြစ်စဉ်မှာလည်းကြုံတွေ့ခဲ့ရပြီးဖြစ်တယ်လို့ကြောင်မဲဖြစ်စဉ်မှာလည်းကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။အနည်းကအောက်တိုဘာ3ရက်နေ့ညပိုင်းကျွန်တော်တို့ထပ်မံရရှိတဲ့သတင်းအရတော့ ဒီတိဘောမြို့ကနေဆစ်ဆောင်သွားတဲ့မိဘပြည်သူတွေရဲ့နေအိမ်တွေကိုပလောင်လက်နက်ကင်တဲ့ပုံ DNA တွေကဝင်ရောက်ကြည့်ရှုတာတွေပစ္စည်းတွေခိုးတဲ့တာတွေပြုလုပ်နေတာရှိတယ်လို့ဒီတိဘောစေးုံကြီးနောက်ပြီးတော့တခြားဌာနဆိုင်ရာကပစ္စည်းတွေကိုလည်းရွှေ့ပြောင်းနေတယ်ဆိုတဲ့သတင်းတချို့ကိုလည်းကြားသိရပါတယ်။ဒီအဲဂွန်တွေကိုဆက်လိုက်တည်သွားတာတွေရှိတယ်။စေးုံတို့ပစ္စည်းတွေအများပြားကိုလည်းတည်ဆောင်ပြီးတော့နမ်ဆန်နမ်ဒူဘက်ကိုတည်ဆောင်သွားတာတွေရှိတယ်လို့ကြားသိရပါတယ်။တိဘောသိန်းတိုက်ခွဲကလက်ထက်ကမ်းမှာရှိနေပြီဖြစ်တဲ့အတွက်ဒီကြောက်မဲတိဘောလမ်းတစ်လျှောက်ကမိဘပြည်သူတွေနောက်ပြီးတော့တိဘောမြို့ကရှန်တိုင်းရင်သားတွေအနေနဲ့ဆစ်ဆောင်သွားမယ်ဆိုရ ရင်နန့်လန်ပဲလာရှုပ်ပဲဒါမှမဟုတ်ကြောင်မဲဘက်ကိုပြန်ပြီးတော့ဆစ်ဆောင်လာဖို့လိုပါတယ်ဒါအပြင်ပြည်တော်စုလမ်းမကြီးရဲ့အရှိတ်ဘက်မှာရှိနေတဲ့အတွင်းဘက်မှာရှိနေတဲ့ရွာတွေကိုဆစ်ဆောင်သွားရင်တော့အန္တရာယ်အကင်းဆုံးဖြစ်ပါလိမ့်မယ်ပြည်တော်စုလမ်းပေါ်မှာရှိနေတဲ့ရွာတွေဖြစ်တဲ့လွဲခေါ်ချောင်းကြောက်စားတဲ့ရွာတွေကနေစပြီးကျင်းတီဆန်ပိတ်ရွာတွေအထိကတော့တိုက်ပွဲရဲ့တန်ကိုမဖြစ်မနေခံစားရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်တဘုံ DNA တွေကဒီရွာတွေ အိမ်တွေကိုအကာအကွယ်ပြုပြီးတော့ပြည်သူလူထုရဲ့နေအိမ်တွေကိုအသုံးချပြီးတော့ခန်းစစ်တွေပြင်ဆင်နေကြတာဖြစ်ပါတယ်။တိုက်ပွဲတွေမလိုလားအဲ့ဒါထိခိုက်မှုတွေမဖြစ်ပေါ်စေဖို့အတွက်ဘေးအန္တရာယ်ကင်းတဲ့နေရာတွေကိုရှောင်ရှားကြဖို့လိုပါတယ်။ဒီနေရာမှာတခုထပ်ပြီးတော့အလေးထားပြီးတော့တင်ဆက်ပေးချင်တာကတိဘုံမြို့ကဆိတ်ဆောင်သွားကြမယ်မိဘပြည်သူတွေအနေနဲ့ ပလောင်လက်နက်ကင်တပုံ DNL ရှိနေတဲ့နန်ဆန်နမ်ဒူဒေတာတွေကိုတော့ဆုတ်ခွာသွားခြင်းမပြုဖို့ကိုတတိထားဖို့လိုပါတယ်ဒီဒေတာတွေကဆက်လက်ပြီးတိုက်ပွဲပေါ်ဆောင်လာမယ့်နေရာတွေဖြစ်ပါတယ်တမတော်ကဆက်လက်ပြီးနေမရှင်လေးဆောင်ရွက်သွားမယ့်နေရာတွေကိုတော့စစ်မရှောင်မှုလိုပါတယ်ဘာကြောင့်လဲဆိုရင်ခဏခဏနေရာရွှေ့ပြောင်းတာတွေပြုလုပ်ရတာတွေနဲ့အလုပ်တွေရှုပ်သွားမယ်အလုပ်တွေပိုသွားမှာဖြစ်ပြီးတော့ဒီနေရာတွေကတိုက်ပွဲတွေမဖြစ်မနေကြုံတွေ့ရမယ်ဆိုတာကိုတတိထားဖို့လိုပါတယ်ဒါကြောင့်မလို့ပလောင်လက်နက်ကန်တဲ့ပုံ DNL ရဲ့ထိန်းချုပ်ထားတဲ့နေရာတွေပလောင်လက်နက်ကန်တဲ့ပုံ DNL လက်နက်အားကိုအနိုင်ကျင့်ပြီးတော့ မြို့တွေကိုအတုံးချနေတဲ့နေရာတွေအားလုံးကတော့တမလော့ကပြန်လဲတိုက်ခိုက်သွားမှာဖြစ်ပါတယ်။အစင်လိုက်ရောက်ရှိလာမှာဖြစ်တဲ့အတွက်ပထမဦးစားပေးဒုတိယဦးစားပေးအနေနဲ့မဖြစ်မနေထိုးစစ်စင်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ဒါကတော့အကြောင်းမဲနဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ပလောင်လန်းနဲ့ကန်တဲ့ပုံ DNL ရဲ့အတုံးချခံဖြစ်နေတဲ့ DPL အဖွဲ့တွေဒီရဲ့ပိုင်းအလင်းဝင်လာကြပြီဖြစ်ပါတယ်။မနေ့ကရရှိတဲ့သတင်းတွေအတီပလောင်လက်နက်ကန်တပေါ် DNL နဲ့အတူအသုံးချကန် DPL အဖွဲ့ကြီးဒနုလက်နက်ကန်အဖွဲ့ကြီးတေးတဲ့32ရောက်အလင်းဝင်လာတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ် ဒါကအော်တိုဘန်၂ရက်နေ့ညတက်မော်ရဲလေရောင်းတိုက်ခိုက်မှုနဲ့နှစ်ဖူးတွေဒုံးတွေကြုံတွေ့ရပြီးတဲ့နောက်အလင်းဝင်လာကြတာဖြစ်ပါတယ်။တချို့ကအလင်းမဝင်နိုင်မဲနဲ့ပြီးမီပြေးရာကိုပြေးသွားကြတဲ့အဖွဲ့တွေလည်းရှိပါတယ်။ဒါကြောင့်ထိဆက်ပြီးတော့အလင်းဝင်နိုင်မှုကိုလည်းဆောင်ရွက်ဖို့လိုပါတယ်။ဒီဘုံမြို့သိမ်းတိုက်ပွဲမှာအသေးခံတိုက်ပြီးတော့ပလောင်လက်နက်ကန်တံပေါ်တရားနဲ့အလေးအကျိုးစီးပွားတွေကိုကာကွယ်သွားဖို့ မလိုဘူးဖြစ်ပါတယ်။ပလောင်တွေကိုယ်တိုင်လည်းပလောင်အကျဉ်းပသမားတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်မတန်မှုဖြစ်တယ်ဆိုတဲ့အခြေအနေကိုနားလည်ဖို့လိုပါတယ်။အချိန်မီအလင်းဝင်ဖို့လိုပါတယ်။အခုထိအလင်းဝင်လာတဲ့လူတွေက30ကျော်နေပြီဖြစ်ပြီးတော့ဒီနေ့ထပ်မံအလင်းဝင်ရောက်လာနိုင်တဲ့သူတွေထပ်မံချိတ်ဆက်ထားတဲ့သူတွေလည်းရှိတဲ့အတွက်အချိန်မီအလင်းဝင်ရောက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။အဒီနေ့မှာဆေးဘေးရှောင်နဲ့မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေစီကနေပြေးမိပြေးရပြေးလာတဲ့ဆစ်ဆောင်တွေကိုတော့တတိထားကြဖို့လိုပါတယ်။နေဆက်ရတိုင်ရင်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့လမ်းညွန်ပေးဖို့လည်းလိုအပ်ပါတယ်။ဒါကတော့မြေပြင်မှာရှိနေတဲ့အခြေအနေတွေနဲ့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။စစ်ဘေးရှောင်မိဘပြည်သူတွေနဲ့အတူအလင်းဝင်မှုထွက်ပြေးလာကြတဲ့သူတွေလက်နက်ချအလင်းဝင်လာတဲ့သူတွေလည်းပါဝင်လာတဲ့ဆိုတဲ့သတင်းတွေလည်းကြားသိရတဲ့အတွက်တချို့သောစစ်ဘေးရှောင်မိဘပြည်သူတွေမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေကြစေဖြစ်ပါတယ်။ ဒါကြောင့်မလို့စစ်ဘေးရှောင်လာကြမယ်ဒီပလောင်လက်နက်ကင်တပုံနဲ့ဒီဘီအလေးကကလေးတွေညီလေးတွေတက်သားတွေအနေနဲ့နိစ္စရာတက်တွေနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်လာဖို့လိုပါတယ်စစ်ဘေးရှောင်မိဘပြည်သူတွေနဲ့အတူသွားရောက်ခြင်းအတူတကနေထိုင်ခြင်းတွေကဒေသခံတွေကိုလည်းစိုးရိမ်ပူပန်မှုတွေအများကြီးမြင့်တက်စေတယ်လို့စစ်ဘေးရှောင်အနေရဲ့ဒီယာယီစစ်ဘေးရှောင်မှုကိုလည်းအဲ့ဒီအများကြီးကြုံတွေ့ကြရောက်စေပါတယ်။ဘာကြောင့်လဲဆိုရင် ပလောင်လက်နက်ကန်တပေါ DNA လေးနဲ့ DPL ရှိတဲ့နေရာမှန်သမျှကပြင်းမှတ်တွေဖြစ်လာနိုင်တဲ့ဖြစ်တဲ့အတွက်နောက်ဆက်တွဲတွေမှာရိုက်ခတ်မခံရဖို့လိုပါတယ်။ ဒါကတော့ဒီနေ့အောက်တိုဘာ၄ရက်နေ့အတန်မနက်ပိုင်းကြားဖြတ်သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။